မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်္ကန်းစာလေးမှာ ဆိုရင်တော့ Adobe Illustrator မှာအခုလိုမျိုးအလူဖိတ်စာဒီဇိုင်းဆွဲတဲ့နီလန်းလေးကိုကျွန်တော်ဒီသင်္ကန်းစာလေးမှာအသေးစိတ်သင်ပြပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက်ကျွန်တော်တို့အရင်ဆုံးစာရွက်လေးတစ်ရက်စပြီးတော့ခေါ်ပေးလိုက်ပါမယ် file နဲ့နေပြီးတော့မှနေယူဒါမှမဟုတ် keyboard shortcut နဲ့ control ရဲ့အနေနဲ့နှိပ်ပြီးတော့မှ ကျွန်တော်တို့စာရွက်တရွက်ခေါ်လို့ရတယ်ပေါ့နော်ဒီတော့ဒီရက်ဉာဏ်စာလေးမှာတော့ကျွန်တော်ကအလူဖိတ်စာဒီဇိုင်းလေးဆွဲပြပေးသွားမှာဖြစ်တယ်အလူဖိတ်စာကိုကျွန်တော်တို့က A4 စာရွက်ထဲမှာ A4 နှစ်ချိုးပုံစံဖိတ်စာလေးကျွန်တော်တို့ရိုက်ပြပေးသွားမှာဖြစ်တဲ့အတွက်စာရွက်ခေါ်တဲ့အချိန်မှာကျွန်တော်တို့ A4 ကိုရွေးချယ်လိုက်မယ် orientation မှာတော့စာရွက်ကိုကျွန်တော်တို့ကအလဲလိုက်ပုံစံအနေထားလေးခေါ်ချင်တာဖြစ်တဲ့အတွက် landscape ပုံစံလေးရွေးထားလိုက်ပါမယ် color mode မှာတော့ CMYK color mode လေးဝယ်ထားခဲ့လိုက်ပါမယ် ဒီမှာကျွန်တော်တို့က file name လေးကိုတခုခု ပေးခဲ့လိုက်လို့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့ဖိတ်စာဒီဇိုင်းဆိုပြီးတော့မှခေါင်းစဉ်လေးပေးခဲ့လိုက်ပါမယ်ဒါလေးတွေအားလုံးကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်နော် create ဆိုတာလေးကျွန်တော်တို့လုပ်ပြီးတော့မှစာရွက်လေးတစ်ရွက်ကျွန်တော်တို့အရင်ဆုံးခေါ်ခဲ့လိုက်ပါမယ်စာရွက်ခေါ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကစာရွက်ကိုအလဲကောင်းစင်တာလောင်းလေးမှာ guideline လေးဆောက်ပြီးတော့သတ်မှတ်မယ် ခလိုက်သတ်မှတ်ဖို့ရာအတွက်ကျွန်တော်တို့ဒီမှာပေတံဘားလေးလိုတယ်ပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်တို့ပေတံဘားလေးကပြောင်းနေတာကိုတွေ့ရပါတယ်ဒီတော့အရင်ဆုံးကျွန်တော်တို့ကပေတံဘားကိုပြန်ပြီးတော့ဖော်ပြရပါမယ် Adobe Illustrator မှာကျွန်တော်တို့အခုလိုမျိုး ruler ဘားလေးပြောင်းနေတယ်ဆိုရင်နော် control ရဲ့ r ရဲ့နှိပ်ပြီးတော့မှအလွယ်တကူကျွန်တော်တို့ပေတံဘားလေးကိုပြန်ပြီးတော့ဖော်လို့ရပါတယ်အခုလိုမျိုးပေတံဘားလေးကျွန်တော်တို့ပေါ်လာပြီဆိုရင်နော်ပေတံဘားနဲ့ပြီးတော့မောက်ရက်လက်ကလစ်လေးနဲ့ကျွန်တော်တို့ဖိဆွဲပြီးတော့မှ အလဲကောင်စင်တာလောင်းလေးမှာကျွန်တော်တို့အခုလိုမျိုးလေးဂိုင်လိုင်းလေးတစ်ခုလောက်ကျွန်တော်တို့စပြီးတော့သတ်မှတ်ခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်ကလိုမျိုးဖိတ်စာဒီဇိုင်းလေးစပြီးတော့ဆွဲဖို့ရာအတွက်လိုအပ်တဲ့ကျွန်တော်တို့အခုလိုမျိုးဖရိန်ပုံစံလေးစပြီးတော့မှကျွန်တော်တို့ဆွဲလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီရဲ့ဖရိန်ပုံစံလေးဆွဲဖို့ရာအတွက်ဒီဘောက်ကနေပြီးတော့မှ rectangle shape လေးကိုကျွန်တော်တို့ယူလိုက်ပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ မောင်ရဲ့လက်ကလက်လေးနဲ့ကျွန်တော်တို့အခုလိုမျိုးလေး၄000ကျပ်ရှိလေးတစ်ခုစပြီးတော့ဆွဲခဲ့လိုက်ပါမယ်ဒီတော့ဒီရဲ့ရှယ်လေးဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ကာလာလေးကိုတော့နန်းထားခဲ့လိုက်ပါမယ်စတုတ်ကာလာလေးမှာတော့ကျွန်တော်တို့ကအမဲအောင်လေးထည့်ခဲ့လိုက်ပါမယ်သူ့ရဲ့စတုတ်ဆိုင်ကိုတော့ကျွန်တော်တို့ဒီမှာတိတ်တာထင်ရှားအောင်သရီးလောက်ကျွန်တော်တို့ထားခဲ့လိုက်ပါမယ်ဒါလေးကျွန်တော်တို့ကပြီးသွားပြီဆိုရင်တော့ဒီရဲ့၄000ကျပ်ဖရင်လေးမှာသူ့ရဲ့အနားလေးတွေမှာပွိုင်တာလေးတွေကျွန်တော်တို့ပါပါတယ် ဒီတော့ဒီရဲ့ pointer လေးတွေကနေပြီးတော့မှကျွန်တော်တို့အခုလိုမျိုးလေးဆွဲပြီးတော့မှအနားလေးတွေကိုကျွန်တော်တို့လုံးခဲလိုက်ပါမယ်။လုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့လိုချင်တာကအခုလိုမျိုးအနားလုံးနဲ့ frame ပုံစံမဟုတ်ဘဲနဲ့ဒီဘက်ကကျွန်တော်တို့ကဖိတ်စာ design တွေကလိုမျိုးအခုလိုမျိုးတောင်အနားလေးတွေကျွန်တော်တို့လိုချင်တာဖြစ်ပါတယ်။အခုလိုမျိုးပုံစံလေးကျွန်တော်တို့ရလာပြီဆိုရင်တော့ keyboard ကနေပြီးတော့မှ order ကို လက်ကဖိပြီးတော့ pointer အမှတ်လေးမှာမောင်းရက်လက်ကလစ်လေးနဲ့ ကလစ်တစ်ချက်ကျွန်တော်တို့နှိပ်ပေးလိုက်တယ်ဆိုရင်เนาะအခုလိုမျိုးပုံစံဒီ rounder rectangle shape ပုံစံမဟုတ်တော့ဘဲနဲ့တောင်အနားလေးတွေကအခုလိုမျိုးပုံစံလေးကျွန်တော်တို့ပြောင်းသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့နားလည်လောက်မယ်လို့ထင်တယ်ဒီရဲ့နေရာလေးကကျွန်တော်တို့နည်းနည်းလေးရှုပ်ထွေးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်လောက်ပြန်ပြီးတော့ပြပြပါမယ် control z ပြန်ပြီးတော့ခေါ်လိုက်မယ်ဒီတော့၄တောင်ကဖရိန်လေးဆွဲပြီးသွားပြီဆိုရင်တော့သူ့ရဲ့ pointer အမှတ်လေးရဲ့နေပြီးတော့မှအနားလေးတွေကိုကျွန်တော်တို့လုံးခဲ့လိုက်မယ် ကျွန်တော်တို့လိုချင်တဲ့ frame ပုံစံကဒီပုံစံမဟုတ်တဲ့အတွက် keyboard ကနေပြီးတော့ order ကိုလက်ကဖိပြီးတော့သူ့ရဲ့ pointer အမှတ်လေးမှာ click တစ်ချက်နှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးပုံစံလေးပြောင်းသွားပါလိမ့်မယ်ပြီးသွားပြီဆိုမှအနားလေးတွေကိုကိုယ့်ရဲ့စိတ်တိုင်းကျလိုတိုးပို့လျှော့ကျွန်တော်တို့ပြန်ပြီးတော့မှ ပြင်လို့ရတယ်ပေါ့နော်ဒါလေးကျွန်တော်တို့ရသွားပြီဆိုရင်တော့ဒီရဲ့ကျွန်တော်တို့က frame လေးကို copy လေးပွားလိုက်ပါမယ် copy ပွားဖို့ရာအတွက်ကျွန်တော်တို့က order ကိုလက်ကဖိပြီးတော့မှအရင်တော့ကျွန်တော်တို့ copy တွေပွားယူခဲ့တယ်ပေါ့နော်ဒီတော့အခုလိုမျိုးကျွန်တော်တို့က frame ပုံစံလေးကို copy ပွားထုတ်ချင်တာဖြစ်တဲ့အတွက်တစ်ထက်သေးအနေနဲ့ကြောက်ဖို့ရာအတွက်အညီအညာလေးကျွန်တော်တို့က copy ပွားလိုတာဖြစ်တဲ့အတွက် object menu တွေကနေပြီးတော့မှ path ဆိုတဲ့ထဲကိုဝင်ပြီးတော့ offset path ဆိုတာလေးနဲ့ကျွန်တော်တို့ copy လေးပွားခဲ့ပါမယ် offset path ဆိုတာလေးကျွန်တော်တို့ရွေးချယ်လိုက်တယ်ဆိုရင်အခုလိုမျိုးကျွန်တော်တို့ကညီညူညီမြလေးတူက copy လေး ပွားယူပေးသွားပါလိမ့်မယ်ဒီတော့ဒီရဲ့ observer ဘက်ဆိုတဲ့နေရာလေးမှာကျွန်တော်တို့သူ့ရဲ့ setting လေးတွေကိုမောက်ရဲ့ဘဲလုံးလေးကျွန်တော်တို့လိမ့်ပြီးတော့မှကိုထားကျင်တဲ့အနေထားလေးတွေကို setting ချိန်ပေးလို့ရတယ်ဒါလေးတွေကျွန်တော်တို့ကအားလုံးကိုယ့်ရဲ့စိတ်တိုင်းကျရသွားပြီဆိုရင်တော့ okay လေးနှိပ်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့အသစ်ပွားထားတဲ့ဒီအောက်ကဖရိန်ပုံစံလေးမှာအခုလိုမျိုးအမဲအောင်မြင်းချောင်းပုံစံကြီးကျွန်တော်တို့မလိုချင်မဲနဲ့ dash line ပုံစံလေးတွေကျွန်တော်တို့ပြောင်းဖို့ရအတွက် အပေါ်ကကျွန်တော်တို့ option ဘားလေးမှာ bread library menu တဲ့ကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ပေးလိုက်မယ်ပြီးရင်တော့ border ဆိုတဲ့အထဲကိုဝင်ပြီးတော့မှ border dash ဆိုတာလေးကျွန်တော်တို့ရွေးပြီးတော့ဒီထဲကနေပြီးတော့မှ dash ပုံစံလေးတွေကိုယ့်ရဲ့စိတ်တိုင်းကျပုံစံအနေထားလေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့ status site လေးကိုကျွန်တော်တို့က2လောက်3လောက်ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကျလေးချိန်ပြီးတော့မှထားခဲ့လို့ရပါတယ်ကျွန်တော်ဒီမှာ2လောက်လေးထားခဲ့လိုက်မယ် ီတော့ဒါလေးကိုကျွန်တော်တို့ကလုတ်နဲ့ပိတ်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ဖရိန်ပုံစံအနေထားလေးရရှိသွားပြီဖြစ်ပါတယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဖိတ်စာထဲမှာရိုက်မယ်။စာလေးတွေစပြီးတော့မှရေးပေးရပါမယ်။ဒါကြောင့်တူးပေါက်ထဲကနေပြီးတော့မှစာရေးတဲ့တူတိုက်တူးလေးကျွန်တော်တို့ခေါ်ခဲ့လိုက်မယ်။ပြန်တော့ကျွန်တော်တို့ကာစာလေးချပြီးတော့ဖောင်ပြောင်းတဲ့နေရာလေးမှာကျွန်တော်ကတော့ W02 ဖောင်လေးနဲ့ရိုက်มาဖြစ်တဲ့အတွက် W02 ကိုကျွန်တော်တို့ပြောင်းလိုက်ပါမယ်။ စာတွေကိုဆက်လက်လေးပေးထားပြီးတော့မှဖောင်းဆိုင်ကြီးကျင်တာဖြစ်တဲ့အတွက် control ရဲ့ရှေ့ရဲ့ greater than ရဲ့ကျွန်တော်တို့နှိပ်ပြီးတော့မှစလုံးဖောင်းဆိုင်လေးတွေကိုကျွန်တော်တို့ကြီးခက်လိုက်လို့ရပါတယ်ပြီးသွားပြီဆိုရင်တော့စာလေးတွေစပြီးတော့မှကျွန်တော်တို့ရိုက်မယ်ပေါ့နော်အလူတော်မင်္ဂလာဖိတ်ကြားလွာဆိုပြီးတော့မှကျွန်တော်ရေးလိုက်ပါမယ် အလူတော်မင်္ဂလာဖိတ်ကြားလွာဆိုပြီးတော့ကျွန်တော်တို့စာလေးရေးခဲ့ပါတယ်ပြီးပြီဆိုရင်တော့ဒီနားလောက်လေးမှာကျွန်တော်တို့ထားခဲ့လိုက်ပါမယ်ပြီးရင်တော့ဒီအောင်လေးမှာကျွန်တော်တို့နောက်ထပ်ပရိန်ပုံစံလေးတွေကျွန်တော်တို့စပြီးတော့မှဒီထက်ဆွဲပေးရမယ်ပေါ့နော်ဒီတော့ဒီဘက်ကလိုမျိုးကျွန်တော်တို့ကပရိန်ပုံစံလေးတွေကျွန်တော်တို့ထပ်ပြီးတော့ဆွဲဖို့ရာအတွက်တူဘောက်ကနေပြီးတော့မှ rectangle 2လေးကျွန်တော်တို့ယူခဲ့လိုက်မယ်ပြီးရင်တော့ဒီနားလောက်လေးမှာကျွန်တော်တို့ကအခုလိုမျိုးလေး၄ဒေါင်ကွာပရိန်လေးတစ်ခုဆက်ပြီးတော့ဆွဲပေးလိုက်ပါမယ် ဒါလေးပြီးသွားပြီဆိုရင်တော့ဒီရက်၄00ကျက်ရှိလေးမှာအမဲရောင်ကာလာကြီးဝင်နေတယ်ဒါဆိုသူ့ရဲ့ကာလာကိုကျွန်တော်တို့ကနန်းထားခဲ့လိုက်မယ်စတုတ်ကာလာမှာတော့ကျွန်တော်တို့ကအမဲရောင်လေးထားခဲ့ပြီးတော့မှသူ့ရဲ့စတုတ်ကိုတော့ကျွန်တော်တို့ဒီမှာ2လောက်လေးထားခဲ့လိုက်ပါမယ်ဒီတော့ဒီရက်၄00ကျက်လေးမှာလည်းကျွန်တော်တို့ကအစောနာကလူမျိုးပဲအနားလေးတွေကိုကျွန်တော်တို့ကလုံးလိုက်ပါမယ်အော်ဒါလေးကိုလက်ကဖိပြီးတော့ကလက်တစ်ချက်နေလိုက်မယ်ပြန်တော့သူ့ကိုကျွန်တော်တို့ကလိုတိုးပိုလျှော်လေးတွေကျွန်တော်တို့ပြင်ခဲ့ပေးလို့ရတယ်ပေါ့နော် ဒါလေးပြီးသွားပြီဆိုရင်တော့ copy လေးပွားထုတ်ဖို့ရအတွက် object menu ထဲကနေပြီးတော့ပတ်ထဲကိုဝင်မယ် object path ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ပုံစံအနေထားလောက်လေးကိုကျွေးရွေးချယ်လိုက်မယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်0.1လောက်ကျွန်တော်တို့ထားကြည့်လိုက်မယ် 0.12လောက်ကျွန်တော်တို့ထားခဲ့လိုက်မယ်ပေါ့နော်အဲ့တော့ဒီပုံစံနေထားလေးရပြီဆိုရင်တော့ okay လေးနေလိုက်ပါမယ်သူ့ကိုလည်းကျွန်တော်တို့က dash line ပုံစံလေးပြောင်းဖို့ရအတွက် press line ya break menu တဲ့ကိုကျွန်တော်တို့တစ်ချက်ဝင်ပြီးတော့ border တဲ့ကနေပြီးတော့ border depth ဆိုတာလေးကျွန်တော်တို့ရွေးပြီးတော့မှအခုလိုမျိုးပုံစံနေထားလေးရွေးလိုက်မယ်သူ့ရဲ့ stop size ကိုတော့ကျွန်တော်တို့ဒီမှာ2လောက်လေးပဲထားခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့လိုမျိုး frame ပုံစံနေထားလေးရလာပြီဖြစ်ပါတယ် ဒီတော့ဒီကကျွန်တော်တို့က frame လေးနှစ်ခုရှိတ်လေးနှစ်ခုကိုဆက်လက်လေးပြပြီးတော့ control ရဲ့ g ရဲ့နှိပ်ပြီးတော့ဂရုလေးကျွန်တော်တို့ဖွဲခဲလိုက်ပါမယ်ပြီးပြီဆိုရင်တော့ဒီထဲမှာကျွန်တော်တို့ကစာလေးတွေကျွန်တော်တို့ရိုက်ထည့်ပေးရမယ်ပေါ့နော်ဒီတော့ကျွန်တော်စာတွေကိုတော့အသေးစိတ်လိုက်ပြီးတော့မရိုက်နေတော့ဘူးဒီဘက်ဖေးကစာလေးတွေကိုပဲကျွန်တော် copy ကူးပြီးတော့ထည့်လိုက်ပါမယ်သင်ခန်းစာကျွန်တော်တို့အရန်ရှည်သွားမှာဆိုတဲ့အတွက်ပေါ့နော်အဲ့တော့ကိုကိုရိုင်းလိုက်ပြီးတော့လေ့ကျင့်တဲ့အခါမှာဆိုရင်တော့စာလေးတွေကိုကျွန်တော်တို့အသေးစိတ်လေးရိုက်ပေးရပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင် အလူတော်မင်္ဂလာနေ့ရက်ဆိုတာလေးကိုကျွန်တော်တို့ကမောင်ရက်လက်ကလက်လေးနဲ့ဖိဆွဲပြီးတော့မှကျွန်တော်တို့ဒီထဲမှာဆွဲပြီးတော့ထည့်လိုက်ပါမယ်အခုဒီမှာကျွန်တော်တို့ဖရင်လေးထဲမှာချိန်ပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ ဖရိန်ပုံစံကအနည်းငယ်ကျွန်တော်တို့ကြည့်နေပါတယ်ဒါကြောင့်ကျွန်တော်တို့နည်းနည်းလေးပြန်ပြီးတော့မှချုပ်ခဲ့ပေးလိုက်မယ်ရပြီပေါ့နော်ဒီလောက်ပုံစံနေထားလေဒီတော့ဒါလေးကိုကျွန်တော်တို့ကဒီနေရာလေးမှာကျွန်တော်တို့ထားလိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ဒီအောက်မှာကျွန်တော်တို့ copy လေးပွားယူချင်တာဖြစ်တဲ့အတွက် order လေးကိုလက်ကဖီရှစ်ကိုပါလက်ကဖီပြီးတော့မှကျွန်တော်တို့ copy ပွားယူခဲ့မယ် order ကိုလက်ကဖီရှစ်ကိုပါလက်ကဖီပြီးတော့မှကျွန်တော်တို့အခုလိုမျိုးလေး copy လေးတွေပွားယူခဲ့လိုက်ပါမယ်ဒီတော့ DSR လေးတွေကိုကျွန်တော်တို့ကဆက်လက်လေးဖိတ်ပြီးတော့မှ gas pin နဲ့ကျွန်တော်တို့ဖြတ်ခဲ့လိုက်ပါမယ်ပြီးရင်တော့ဒီဘက်က စာလေးတွေကျွန်တော်တို့က copy လေးပြန်ယူမယ်ဒီတော့သူ့ရဲ့ဘာဒန်လေးရနေပြီးတော့အောက်ကိုဖိဆွဲချတယ် ျွန်တော်တို့လိုချင်တဲ့စာလေးတွေကိုအလွယ်တကူမောက်ရဲ့လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့မှဒီထဲကိုကျွန်တော်တို့ဆွဲပြီးတော့မှထည့်လိုက်ရုံပဲပေါ့နော်ဒီတော့ဒီစာလေးရဲ့ပြီးရင်ကျွန်တော်တို့ကဒီဘက်ကစာလေးကိုလည်းဒီထဲကိုဆွဲထည့်မယ်ဒီစာလေးကိုလည်းဒီထဲကိုဆွဲထည့်လိုက်မယ်ပေါ့ပြီးရင်ဒီမှာဒီမှာပေါ့နော်ပြီးရင်တော့ဒီစာလေးတွေကကျွန်တော်တို့ဒီရဲ့ ဖိုင်လေးကမလောအပ်တော့တာဖြစ်တဲ့အတွက်သူ့ရဲ့ဘာဒန်လေးမှာမောင်ရဲ့လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့မှအခုလိုမျိုးလေးအပေါ်ဘာဒန်မှာပြန်ဆွဲပြီးတော့တင်လို့ရပါတယ်။ပြီးရင်တော့ဒီစာတွေကိုကျွန်တော်တို့ကနေရာလေးတွေပြန်ပြီးတော့မှညှိပေးရမယ်ပေါ့။အဲ့တော့အခုလိုမျိုးလေးကျွန်တော်တို့ချိန်ပေးလိုက်မယ်။ ဒီမှာเนาะဒါဆိုရင်ကျွန်တော်တို့ဒီလိုပုံစံနေထားလေးရရှိသွားပါပြီပြီးသွားပြီဆိုရင်တော့ဒီရက်ကျွန်တော်တို့ကအလူတော်မင်္ဂလာဖိတ်ကြားလွာဆိုတဲ့အောက်မှာနောက်ထပ်ကျွန်တော်တို့ကဒီပန်းပန်းကနုပ်ပုံစံလေးတွေကျွန်တော်တို့ထပ်ပြီးတော့မှထည့်ကျင်သေးတယ်ပေါ့เนาะဒီတော့အခုလိုမျိုးဒီရက်အောက်မှာခေါင်းစဉ်ရဲ့အောက်မှာပန်းကနုပ်ပုံစံလေးတွေထည့်ဖို့ရာအတွက်ကတော့ကျွန်တော်တို့ကာရိုက်တာမှာဘောက်ကိုခေါ်ပြီးတော့မှကိုယ့်ရဲ့စိတ်တိုင်းကြစံပုံစံလေးတွေယူပြီးတော့သုံးလို့ရပါတယ်ဒီတော့ကျွန်တော်တို့ window နဲ့ R နဲ့ကိုနှိပ်ပြီးတော့ run bout လေးကျွန်တော်တို့ခေါ်လိုက်မယ် run bout ထဲမှာကျွန်တော်တို့က CHA ရ MAP charm ဆိုပြီးတော့ရိုက်ထည့်မယ်ပြီးရင်တော့ okay လေးနှိပ်ပေးလိုက်ပါမယ် okay နှိပ်ပြီးတော့ပြီဆိုရင်တော့ဒီမှာ character map bout လေးကြာလာပါလိမ့်မယ်ဒီတော့ဒီရဲ့ character map bout ထဲမှာကျွန်တော်တို့ကကိုယ့်ရဲ့စိတ်တိုင်းကြပန်းကနုတ်ပုံစံလေးတွေကျွန်တော်တို့ရှာပြီးတော့မှထည့်လို့ရတယ်ကျွန်တော်ဒီမှာတော့ viral app house 04 font နဲ့ရနေပြီးတော့မှဒီဘက်ကကျွန်တော်တို့ကပန်းပုံစံလေးသဘောကျတဲ့အတွက် ဒါလေးကိုဆက်လက်ပေးပြီးတော့ဆက်လက်စွာလေးလုပ်မယ် copy လေးလုပ်ခက်လိုက်မယ် minimize ချုပ်ခက်လိုက်ပါမယ်ဒီမှာကျွန်တော်တို့က title လေးကိုယူပြီးတော့ cursor လေးချမယ် control ရဲ့ v ရဲ့နှိပ်ပြီးတော့ပေးချခက်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ကစလုံးစလုံးကြီးရကျွန်တော်တို့အခြားဖောင့်စလုံးတွေဝင်နေတယ်ပေါ့နော်ဒီတော့သူ့ကိုဆက်လက်လေးပေးပြီးတော့ဖောင့်ပြောင်းတဲ့နေရာလေးမှာ viral a hawk 04 form လေးကိုကျွန်တော်တို့ကရွေးပေးလိုက်တယ်ဆိုရင်เนาะဒီမှာကျွန်တော်တို့ဒီပန်းပုံစံလေးကျွန်တော်တို့ဝယ်ဝယ်လာမယ်ပေါ့ ပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်တို့က control c copy လေးကုပြီးတော့မှ cursor လေးပြန်ချ control ရဲ့ v ရဲ့ကျွန်တော်တို့နှိပ် ပြီးတော့အခုလိုမျိုးကျွန်တော်တို့ဒီမှာပန်းပုံစံလေးတွေထည့်ခဲ့လို့ရတယ်ဆက်လက်လေးပြေးပြီးတော့မှဒီမှာနေရာလေးတွေကျွန်တော်တို့ချိန်ပေးလိုက်မယ်ပေါ့ဒီတော့ဒီရဲ့ခေါင်းစဉ်လေးကိုလည်းအနှဲငယ်လေးကျွန်တော်တို့ကထပ်ပြီးတော့မှကြီးပေးလိုက်ပါမယ်ဒီတော့အခုဒီပုံစံလေးဆိုရင်တော့ကျွန်တော်တို့ကိုလုံးမဲ့ဖိတ်စာဒီဇိုင်းလေးမှာကျွန်တော်တို့တော်တော်လေးကျွန်တော်တို့ပြည့်စုံလာတာကိုကျွန်တော်တို့တွေ့ရပါတယ် ီတော့ DSR လေးတွေကိုတော့ကျွန်တော်တို့ကဒီပန်အချမ်းလေးမှာ copy မကူတော့ဘူးဒီ print လေးကိုတော့ကျွန်တော်တို့ copy ကူလို့တာဖြစ်တဲ့အတွက် print ဆွဲထားတာလေးနှစ်ခုကိုကျွန်တော်တို့ဆက်လက်လေးမှတ်ခဲ့လိုက်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ order လေးကို lag fee 8ကိုပါ lag fee ပြီးတော့မှအခုဒီပန်ဘေးလေးကိုကျွန်တော်တို့ဒီမှာ copy လေးပွားယူခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ဖိတ်စာပုံစံလေးကျွန်တော်တို့ရလာပြီဖြစ်တယ်ဒီပါအချမ်းလေးမှာလေကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာကိုယ့်ရဲ့ဖိတ်စာထဲမှာရေးထည့်မဲ့ ကျွန်တော်တို့စာလေးတွေပြည့်ပြည့်စုံစုံကျွန်တော်တို့ထည့်လိုက်တယ်ဆိုရင်เนาะကျွန်တော်တို့အလူတော်မင်္ဂလာဖိတ်ကြားလောဖိတ်စာလေးကတော်တော်ပြည့်စုံသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ပို့ပြီးတော့လည်းကြည့်လို့ကောင်းသွားမယ်ပေါ့เนาะအခုဒီမှာတော့ကျွန်တော်ကစာတွေကိုပြည့်ပြည့်စုံစုံအသေးစိတ်လိုက်ပြီးတော့ရေးပြနေတယ်ဆိုရင်သင်ခန်းစာရမ်းရှည်သွားမှာဆိုတဲ့အတွက်ဒီမှာတော့ကျွန်တော်ကအသေးစိတ်ရိုက်မပြတော့ပါဘူးကိုကိုရန်လေ့ကျင့်တဲ့အခါမှာဆိုရင်တော့ပြည့်ပြည့်စုံစုံလေးဖြစ်အောင်အကုန်လုံးစာတွေလည်းဒီဒီ လက်ွက်ရိုက်ပြီးတားလေးရအောင်ပေါ့နော်အားလုံးပြည့်ပြည့်စုံစုံရိုက်ပြီးတော့မှလေ့ကျင့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုရိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Adobe Illustrator software လေ့ကျင့်ရင်းနဲ့အခုလိုမျိုးဖိတ်စာဒီဇိုင်းလေးကိုကိုကိုရိုင်းဆွဲတဲ့နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ Dionny Dance ဆိုပြီးတော့ရေးခဲ့ပေးပါဦး ပြီးရင်ကျွန်တော်တို့ကိုလေ့ကျင့်ထားတဲ့ဖိတ်စာပုံစံလေးကိုလည်း screenshot လေးရိုက်ပြီးတော့မှဒီသင်ခန်းစာရဲ့ comment လေးမှာမှတ်ခဲ့ပေးပါအောင်ခင်ဗျာအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ